Burma Research Institute ကစီစဉ်တဲ့ American Cinema တွင်တဲ့ Korean ဘာသာရေးကောင်းဆောင်တွေရဲ့မြန်မာအရေးပေါ်အမြင်သဘောထားပေါင်းစပ်ရှင်းလင်းပွဲကိုဒေသစံတော်ချင်း April 28ရက်နေ့မွန်လွယ်ပိုင်းကကန်လွတ်တော်နိုင်ငံတကာရေးရာကော်မတီစီဝေးခန့်မှန်းမှာပြုလုပ်ခဲ့တာပါ။ စစ်ကောင်စီကငလင်လုတ်ပြီးချိန်မှာတော့လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေမရက်ပဲထိုးစစ်ဆင်နေတာဘာသာရေးအဆောက်အုံတွေကိုပြစ်မှတ်ထားတိုက်ခိုက်တာစတဲ့အကြောင်းအရာတွေနဲ့ပတ်သက်ပြီးကံလွတ်တော်မတ်တွေကသူတို့ရဲ့အဆိုးရွားပေါ်တွန်းအားပေးဆောင်ရနေတာတွေကိုရှင်းလင်းပြောဆိုခဲ့ပါတယ်အခမ်းအနားကိုအမျိုးသားညီညွတ်ရေးအဆိုးရွား NUG ယာယီတမရဂျူဝါလက်ရှိလာကအွန်လိုင်းကနေတစင်ပါဝင်ခဲ့ပြီးပြည်ထောင်စုလွတ်တော်ကုစားပြုကော်မတီဥက္ကဋ္ဌဦးအောင်ကြည်ညွန့်ကတော့လူကိုယ်တိုင်တက်ရောက်ခဲ့ပါတယ် policy solution that's here uh the burma act policy အဖြေရှာချက်ကဒီမှာရှိပါတယ် တဘာမအဲ့ကျွန်တော်တို့ဖြည့်ရှင်းခြင်းနောက်တစ်ခုရှာဖို့မလိုပါဘူးကျွန်တော်တို့ဒီဥပဒေကိုအသက်သွင်းပြီးအကောင့်တွေပေါ်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ကအမှန်တကယ်ဖြစ်လာအောင် လုပ်ဖို့လိုပါတယ်ကျွန်တော်တို့ကအခုခိုးခေါ်စီရေးခေတ်ကိုပြန်ရောက်တယ်ဖြစ်နေတယ်ဒါပေမဲ့ဒီကိုးခေါ်ကပူလောင်ပါတယ်ဒါကအရှိလေပိုင်းမှာပူလောင်နေတယ်ယူကရိန်းမှာပူလောင်နေတယ်အခုမြန်မာပြည်မှာပူလောင်နေပါတယ်စီရေးခေတ်အခြေအနေကိုပြန်ရောက်နေရပါလူတွေဟာနေ့စဉ်ပြစ်ခတ်တပ်ဖြတ်ခံနေရပါတယ်အခုကျွန်တော်တို့ကဘယ်မှာရောက်နေရဆိုတာကိုထေချာသုံးသပ်ပြီး ပြောရမှာဖြစ်ပါတယ်ကျွန်တော်တို့ကမြန်မာနဲ့မဟာမိတ်ဖြစ်ပြီးတေချာပေါက်အနိုင်ရမှာကျွန်တော်တို့ကလစ်လူရှုမှထားဖို့ဆိုရင်ပေါ့လေကျွန်တော်တို့တေချာပေါက်အနိုင်ရမယ့်အခြေအနေဖြစ်ပါတယ်အာနာသိန်းစေဥစုကအတိုင်းမီမှာဥစ္စာမရှိတော့ပါဘူးပြည်သူတွေကသူတို့ကိုမုန်းနေပြီကျွန်တော်တို့ကအနိုင်ရမယ့်အခွင့်အရေးရှိနေပါပြီဒါကိုကျွန်တော်တို့ကဘာကြောင့်လစ်လူရှုထားရမှာလဲ We we got the winning hand here. The only way we lose is neglect. လက်ရှိ Trump အဆိုရဟာ Korean ဘာသာရေးအတန်းဝိုင်းပေါ်အလေးထားဆက်ဆံမှုတွေရှိနေတာကြောင့်မြန်မာရေးပေါ်အဆိုရရဲ့အာရုံစိုက်မှုပိုရလာအောင်မြန်မာရေးတက်ကြွလှုပ်ရှားသူတွေကဘာသာရေးလွတ်လပ်ခွင့်ရှိတော့ကနေချင်းကပ်နေကြတာပါသမရအောင်ကျူးဝိုင်နယ်လက်ထက်မှာတည်ပြထားတဲ့ Burma Act ဟာ American မြို့သားကာကွယ်ရေးလုပ်ပိုင်ခွင့်အဥပဒေ NDA အောက်မှာအကျုံးဝင်နေတာဖြစ်ပြီးမြန်မာရေးက American နိုင်ငံရဲ့လုံခြုံရေးပေါ်တက်ရောက်မှုရှိနေတဲ့အတွက်ဥပဒေတရအဖြစ်ပြဋ္ဌာန်းခဲ့တာဖြစ်တယ်လို့လေ့လာသူတွေကမှတ်ချက်ပြုထားပါတယ် မြန်မာရေဟာထူးခြားတဲ့ချင်းချောင်းမှုအဖြစ်ဆက်ရှိနေကြောင်း January 20ရက်နေ့မှာသမရထရမ့်ရဲ့အင်မီရာကထုတ်ပြန်ထားပြီး နောက်ပိုင်းမှာတော့မြန်မာရေနဲ့ပတ်သက်တဲ့ကန်ဆိုးရရဲ့လှုပ်ရှားမှုတည်တင်းတွေပြန်ငြိမ်သက်ခဲ့ပါတယ်ငါရှင်ဆုပ်ပြီးမှာဟာအခု US အစိုးရကနေ9 million 4 million ပဲ just အခုပြေးတယ်ကျွန်တော်တို့တော့ပူပြေရမြင်မြပေးစီချင်တယ်အဲ့ဒါတစ်ချက်နောက်တစ်ချက်ကအခုလေကြောင်းတော်တော်လေးဆက်လက်ပြီးတော့သူတိုက်ခိုက်နေတယ်ခု ceasefire လို့လေ့ကျင့်ရတက်ခဲ့နေတယ်အခုဒီလောက်ငလျင်လှုပ်ပြီးတော့အခုဂျိုးစားနေအလုံးလုံးနေချင်ပါလေဆက်လက်ပြီးတော့တက်ခိုက်တယ်ဒါကြောင့်မို့ ADA လေကျောင်းနဲ့တိုက်ခတ်နေတဲ့ဟာဘာသာရေးအဆောင်အုံဗုဒ္ဓဘာသာခရီးရမယ်တိုက်ခတ်နေတဲ့ဟာစီဗီလတိုက်ခတ်နေတာကြက်တံဖို့ US ဆိုရကနေကူငေတင်တယ်ဆိုပြီးတော့ဒီအချက်နှစ်ချက်ကိုအဓိကထားပြီးတော့ကျွန်တော်တို့ verifying လုပ်တာဖြစ်ပါတယ် မက်စလာ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးကြောင့်ပြည်သူနှစ်သန်းဝန်းကျင်ရေးပေါ်အကူအညီတွေလိုအပ်ခဲ့တယ်လို့ကုလရဲ့ထုတ်ပြန်ချက်တွေကဖော်ပြပါတယ်။ငလင်မေးမတိုင်ခင်ကုလရဲ့ထုတ်ပြန်ချက်တွေအရမြန်မာပြည်သူသန်း20ဝန်းကျင်ဟာလူသားစာနာအကူအညီတွေလိုအပ်နေကြတာပါ။ဘာမတ်ပပြချမ်းချက်တွေအရမြန်မာရေးအတွက်အကူအညီပေးမဲ့ဒေါ်လာသန်း120ဝန်းကျင်ဟာလည်းမြေပြင်ကိုအနေငယ်သာစီစဉ်မှုရှိခဲ့ပြီးတမရထရမ်အမိန်နဲ့ USA လုပ်ငန်းတွေရန်သာထားပြီးနောက်မှာတော့ကြံနေတဲ့အကူအညီအလုံးတွေပါရပ်တန့်နေကြတာဖြစ်ပါတယ်။ကျွန်တော် 두자 잖아봐